ဆိုလိုတာကတော့ယောဂီတို့ကြည့်မမြင်အပ်တဲ့ပုံကိုယ်တွေဆိုတာတရားကျင့်ရင်တွေ့လာတယ်မြင်လာတယ်နားလည်ပြီနော်ယောဂီတို့ကတရားမကျင့်သေးတော့ဒီမမြင်အပ်တဲ့ပုံကိုယ်တွေမတွေ့ရခြင်းဒါလို့မဟုတ်လားဟုတ်လားယောဂီတွေနားလည်ပြီနော်ခုတွေ့ရပြီလားမတွေ့ရဘူးတရားမကျင့်ရတော့ဘယ်လိုလုပ်တွေ့မလဲဘယ်လိုလုပ်မြင်မလဲနားလည်ပြီနော် တခိုက်တမိုက်တွေသဘောပေါက်လားမသိဘူးကဲခင်ဗျားတို့တန်လျရှိတယ်ဆိုလေမာမြင်တော့လိုက်ခဲ့ကြပြမယ်ဟုတ်လားမာမြင်တော့လိုက်လာတယ်ပြမယ်ဟိုတလောကဟိုတန်ခါတော့အကြီးကဲတွေတချို့လာကြတယ်သူတို့မယုံကြဘူးမယုံတော့ပြတော့အသူတို့ကိုယ်တိုင်ယုံကြည်သွားကြတယ်အဲ့ဒါဝတ္ထုတွေလည်းလှူသွားကြတယ်ဖခင်ဝတ္ထုတွေပါရသွားတယ်အစင်ပြေတယ်ဒါလည်းပြတော့ရောက်တော့ အဲ့လိုဖြစ်သွားတယ်အဲ့တော့တရားကျင့်လို့မြင့်လာပြီဆိုရင်ဒီပုဂ္ဂိုလ်တွေကအလိုလိုရောက်လာတယ်အလိုလိုဆက်တွေ့တယ်အဲ့တော့ယောဂီတွေကကျင့်ကြည့်အာထုတ်ကြည့်နားလည်ပြီနော်အဲ့လိုကျင့်ကြည့်အာထုတ်ကြည့်တဲ့အခါမှာဩမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာဣတိမလွယ်မှန်မှလားဆိုတာ လက်ခံတယ်နားလည်ပြီနော်ယောဂီ မောရင်တော့ယောဂီတို့ယုံမှန်တန်တဲ့စိတ်တွေဖြစ်နေလေဦးမယ်ဒီလိုမဟုတ်လားသဘောပေါက်လားမသိဘူးမှန်ပါဗျာနတ်ပြည်6တပ်မြမပြည်20ရှိတယ်လို့မြတ်စွာဘုရားဟောထားတယ်ဒီနတ်သားနတ်သမီးကလည်းတခါမှမတွေ့ဘူးမြမဆိုတာလည်းတခါမှမမြင်ဘူးဒီလိုမဟုတ်လားယောဂီတို့မှန်ပါဗျာသူများအယုတ်လေးဆွဲပြထားတာကြည်ရတာလေဒါပဲမဟုတ်လားယောဂီတို့ရဲ့ဒါဆိုတရားကျင့်တော့ကိုယ်ကိုယ်တိုင်တွေ့လာလိမ့်မယ်မြင်လာလိမ့်မယ်ဟုတ်လား အဲ့ဒီချိန်ရောက်တော့မှဩမြတ်စွာဘုရားဟောထားတာနတ်ပြည်6တပ်ရှိတယ်ဆိုတာတကယ်ဟုတ်ပါလားနားလည်ပြီနော်ဇမပြည်20ရှိတယ်ဆိုတာယောဂီတို့ဒီရူပဝတ္ထဇံအရူပဝတ္ထဇံနေဝင်စားလို့ရလာပြီဒီဇံနေမိမိတို့ရအောင်ကျင့်နိုင်လာပြီဆိုရင်ဒီဇမပြည်20ဆိုတာ မိမိတို့လက်ခံလာမယ်ယုံကြည်လာမယ်နားလည်ပြီတော့ဒီမြမာကြီးတွေဘလို့နေတယ်ဒီကဘာကပေါင်းကဘာကသုံးတည်တဲ့အောင်ကဘာပေါင်းများစွာကဘာကပေါင်းများစွာတည်တတ်အောင်ဒီမြမာတွေဘလို့နေတယ်ဆိုတာယောဂီတို့ဒီရူပဝတ္တဇံအရူပဝတ္တဇံဤရအောင်ကျင့်တဲ့ပုံကိုယ်တွေတိလာလိမ့်မယ်နားလည်ပြီတော့ယောဂီတို့သဘောပေါက်လားမသိဘူး အဲ့လိုမကျင့်နိုင်သေးဘူးဆိုရင်တော့ဒီဗျမာတွေရှိတယ်ဆိုတာဟုတ်မှာဟုတ်ရလားအတန်တရားဝင်တတ်တယ်နော်ဟုတ်လားယောဂီတို့အဲ့တော့အဲ့ဒီတန်တရားစိတ်တွေပျောက်သွားအောင်ယောဂီတို့ကျင့်သုံးကြရမယ်အားထုတ်ကြရမယ်နော်ဟုတ်လားအဲ့တော့ဒီပတ္တံပယံကာယသင်္ခါရအတ္တသိတ္တမိတိတိတ်ခတိ ပတ္တံပယံကာယတင်္ကာရံပတ္တတိတ်တမိတိတိခတိဒီထွက်လေဝင်လေတိမ်မွေးအောင်နှူးညံ့အောင်ခြုံငိမ့်အောင်ရှုမှတ်တဲ့ဤယောဂီတို့သင်ပေးပြီနော်ဟုတ်လားအဲ့တော့လေရှုသွင်းလိုက်တဲ့အခါငယ်သေးကနေခြေပြာလေပြန်ထုတ်လိုက်တဲ့အခါခြေပြာကနေငယ်သေးယောဂီတို့ဒီနေ့ရှုမှတ်နေသင်ပေးတယ်နော်ဟုတ်လားသင်ပေးတော့ယောဂီတို့တမာတိတိတ်ခါ မပြည့်စုံသေးတဲ့တမာရိတ္တခအားနေတဲ့အချိန်မှာတော့ရှုရတာခက်ခဲဖြစ်တတ်တယ်။တမာရိတ္တခပြည့်စုံလာပြီ။တမာရိတ္တခမြင့်မားလာပြီဆိုရင်တော့ရှုရတာလွယ်ကူလာမယ်။နားလည်ပြီနော်။အဲ့တော့လေးရှုသွင်းလိုက်တဲ့အခါဒီအာနာပါနပရိပါက နမိတ်အလင်းဓာတ်ဒီဖြစ်ပေါ်နေတဲ့အချိန်မှာဆိုရင်ဒီလေးရှုသွင်းလိုက်တာ ਨੇ ီလေကအာနာပါနပြိပကနမိတ်နဲ့တပြေးတည်းတသားတည်းဖြစ်ပြီးတော့ခြေပြားတိုင်အောင်အလင်းတန်းဖြစ်သွားတယ်။နားလည်ပြီနော်ယောဂီတို့။တခါခြေပြားကနေပြန်ထုတ်လိုက်တဲ့အခါမှာလေဒီအလင်းတန်းကြီးကငယ်သေးကနေပြန်ထွက်သွားတယ်။နားလည်ပြီနော်ယောဂီတို့။အဲ့ဒါယောဂီတို့ကိုယ်တိုင်တွေးရလိမ့်မယ်မြင်ရလိမ့်မယ်။ယောဂီတို့အားထုတ်ကြည့်ပါ။အဲ့တော့အလင်းတန်းဖြစ်တော့သူက တကူလုံးကြေအောင်လိုက်အောင်လို့လို့ကြည်လင်တောက်ပသွားတယ်ဇင်းထိန်သွားတယ်အဲ့ဒီလင်းထိန်နဲ့အလင်းတက်တွေကိုစိုက်ရှုနေရင်ယောဂီတို့ဒီသီနာမိတ်တဝင်နေဆိုတာမရှိဘူးနိုင်မီးတယ်ထိုင်းမိုင်းတယ်ဆိုတာမရှိဘူးနားလည်ပြီနော်ဩဒိသကိုကုတ်ဆာစိတ်ပြန့်လွင့်နေနောင်တတဖန်ပူပန်နေဆိုတာမရှိဘူးကာမိသနာကာမဂုံတောင်းတတဲ့စိတ်ဖြစ်တယ်ဆိုတာမရှိဘူး ဗျာပါရသူရဘပျက်စီးစေလိုတဲ့စိတ်ဗျာပါရနိဝရဏဖြစ်တယ်ဆိုတာမရှိဘူးဝိသိကိစ္စယုံမှန်တန်ညာစိတ်မရှိဘူးတစ်ချိန်လုံးနိဝရဏတွေကွာသွားတယ်နားလည်ပြီနော်ယောဂီနိဝရဏတွေကင်းသွားတယ်ယောဂီဒီလုံးလဝိရိယတွေဆိုတာကတစ်ချိန်လုံးအားကောင်းသွားတယ်ဒီလုံးလဝိရိယတွေဘလောက်အားကောင်းလဲဆိုရင် ယောဂီတို့ဒီသေးသေးပွဲပွဲကိလေသာလေးရစာမဖြစ်အောင်ဒီလုံးလဝိရိယကအမြဲတမ်းပင်ရှားနိုင်တဲ့သဘောဖြစ်လာတယ်။နားလည်ပြီနော်။လုံးလဝိရိယအောက်နှိမ့်သွားတဲ့အချိန်ဆိုတာမရှိဘူး။ယော့သွားတဲ့အချိန်ဆိုတာမရှိဘူး။တစ်ချိန်လုံးလုံးလဝိရိယတွေမျှတသွားတယ်။နားလည်ပြီနော်။ယောဂီတို့အဲ့ဒီလိုဖြစ်အောင်ကျင့်ရမလို့ဟုတ်လား။အခုတချို့ရောက်တော့ယောဂီတို့လုံးလဝိရိယတွေကြာသွားတဲ့အခါ ခိနမိတ်တာဝင်တာတို့ဒလမလယုတ်ကလေးဩဒိသကောကုသဖြစ်တာတို့ကာမိသန္တာဖြာပါဒနိဝရဏလွှမ်းမိုးခံရတာတို့ဒလမလယုတ်ကလေးဝိသိကိစ္စနိဝရဏလွှမ်းမိုးမှုခံရတာတို့ဖြစ်တော့ဒီဇန်တရားမတရားဖို့တရားတွေဟာယောဂီတို့မရဘူးဟုတ်ကလားယောဂီတို့အဲ့တော့ဒါတွေခွာနေအောင်ကျင့်ရတယ်အဲ့တော့လေးရှုသွင်းလိုက်တဲ့အခါ ဒီအလင်းတတ်တရားကြည်လင်တောက်ပပြီးတော့ကျေအောင်လိုက်အောင်လို့လို့ဖြစ်ပြီးတော့တစ်ခါလုံးလင်းထိန်သွားတယ်အလင်းပြန်ထုတ်လိုက်တဲ့အခါလဲအဲ့ဒီအလင်းတွေကကျေအောင်လိုက်အောင်လို့လို့ဖြစ်ပြီးတော့တစ်ခါလုံးလင်းထိန်ပြီးတော့ငယ်တဲ့ကပြန်ထွက်သွားတယ်ညာတော့အဲ့ဒီအလင်းတွေကိုမိမိတို့အဋိဌံစိုက်ရှုပြီးတော့အာနာပါနကိုမှတ်နေရင်တတိလွတ်တယ်ဆိုတာမရှိဘူးနားလည်းပြန်တော့ရောက်ပြီတတိလွတ်ပြီးတော့နေတဲ့အချိန်မရှိဘူး တစ်ချိန်လုံးတတိမြဲသွားတယ်24နာရီလုံးတတိမြဲသွားတယ်နားလည်လားမသိယောဂီတို့ယောဂီတို့24နာရီလုံးတတိမြဲအောင်အားထုတ်နိုင်ဖို့ဆိုတာလိုအပ်တယ်နော်ဟုတ်လားယောဂီတို့24နာရီလုံးတတိမြဲပြီလားမမြဲပါဘူးအမြဲသေးဘူးအိမ်တလုံးမိုးတဲ့အခါဒီဒဇမိကစပြီးတော့ခေါင်းတိုင်အောင် အစင်အတိုင်းလုံချုံအောင်မိုးသွားမှာဒီအိမ်ဟာမိုးလုံးမယ်ဒါလို့မလားရုပ်ဘူးအဲ့တော့တဇက်မိတ်ကစမိုးတဲ့အိမ်အိမ်ခေါ်မိုးရအောင်မိုးတဲ့အိမ်တနည်းအားမလွတ်သွားမယ်ဆိုရင်လွတ်တဲ့နေရာကယောဂီတို့မိုးမယုံဘူးလားမိုးရတဲ့နော်ဟုတ်လားအဲ့တော့ယောဂီတို့ဒီ24နာရီတတိမြဲအောင်မှတ်ရမယ်ဆိုတဲ့နေရာမှာ 24နာရီတည်းကတနာရီလောက်တတိလွတ်သွားရင်အဲ့တတိလွတ်တဲ့နေရာကကိလေသာဝင်လာတယ်ကိလေသာမွေးရည်ယူစည်းလာတယ်ဘယ်လိုမှလားသဘောပေါက်လားမသိဘူးအဲ့ဒီကိလေသာတွေဖြစ်လာတော့တရားထိုင်တဲ့အခါမှာကာမိသန္တနိဝရဏဗျာပါဒနိဝရဏဌိနမိတ်တနိဝရဏဩဒိသကောကုသနိဝရဏဝုစီကိစ္စနိဝရဏဒီနိဝရဏတွေဖြစ်ပြီးတော့လွှမ်းမိုးခံရတယ် ဟုတ်ကလားယောဂီတို့ကဲလွတ်မုခံရတော့ခမရတို့ပထမတန်လည်းမရဒုတိယတန်လည်းမရတတိယတန်သရုတ်တန်လည်းမဝင်စားနိုင်ဘူးဒါလို့မဟုတ်လားမဝင်စားနိုင်တော့ခမရတို့ဒီမမြင်တဲ့ပုံကိုယ်တွေဘယ်လိုလုပ်မြင်မလဲမြင်မမလားယောဂီတို့လူလူချင်းတောင်ဝင်တိုက်လေဦးမယ်မမြင်လို့ဟုတ်လားယောဂီတို့လူလူချင်းတောင်မှမမြင်လို့ဝင်တိုက်လေဦးမယ်ခမရတို့တတိမမှုခုမမြင်ဒါလို့မဟုတ်လား အဲ့လိုယောဂီတို့ရှိတယ်အဲ့တော့ယောဂီတို့က24နာရီလုံးတတိမြဲအောင်မှတ်သူ24နာရီလုံးတတိမြဲအောင်မှတ်ရမယ်ကြိုးစားရမယ်ဒါယောဂီတို့ဘက်ကပြည့်စုံရမယ်ဘယ်လိုမလဲယောဂီတို့24နာရီလုံးတာတတိမြဲအောင်မှတ်ဒီအာနာပါနပြိပါကနမိတ်တွေဆိုတာအလိုလိုဖြစ်လာတယ်အာတပြည့်တို့အာနာပါနပြိပါကနမိတ်ဘယ်လိုဖြစ်အောင်ကြည့်ရမလဲဘယ်လိုခိုင်ခန့်အောင်ကြည့်ရမလဲ ဒီပထမဇံဒုတိယဇံတတိယဇံစတုတ္ထဇံဝင်စားနိုင်အောင်ဘလို့အားထုတ်ရမလဲအလိုလိုသင်သွားလိမ့်မယ်။ဒါလည်းပြင်တော့ရုပ်ကြည့်တော့သဘောပေါက်လားမသိဘူး။